စနေသားသမီးကျွန်တော်ရဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါအဲတော့ကံကြမ္မာတလားစားအတွက်ဟောပြောပြီးတော့မှဖြစ်ပါလေဒီဇင်ဘာလအတွက်ဘာလ25တော့ဒီဇင်ဘာလပြီးသွားတာနဲ့မြေကုန်သွားပါဖြစ်တယ်နော်အဲကျန်နေဒီဇင်ဘာလအတွက်ဒါတော့တနက်ကဒါဒီကိနဲ့ဟောပြောပြီးတော့မှဖြစ်ပါလေ ကနချက်ကိုတိပါပဲနော်အဲတော့ပထမဆုံးနံပါတ်1ကပြားကလက်ရှိအခြေအနေစနေသားသမီးများတော့ဟောပြောပေးမှာဖြစ်ပါတယ်စနေသားသမီးလက်ရှိအခြေအနေရဲ့ကြောင်းကြီးဆွမ်းမှုပေါ့နော်ညနေချင်းအကောင်းမှုဖြစ်ပေါ်လာမှာဖြစ်တယ်လင်းလက်မှုအရှောင်တပ်ပမှုဟိုတန်စီထားတဲ့အကြံစီလေးတွေအမြင်မဲ့နမိတ်ကပြားဖြစ်ပါတယ် အဲ့ဒါက Desta ဆိုတဲ့ဒွန်းချေကပ်ပြားလေးရညှစ်ဆိုခြင်းဖြစ်ပါတယ်လက်ရှိအခြေအနေကိုရဲ့ရည်ရချက်ကိုရဲ့အနေထားဒီဟာကောင်းစီတဲ့ကောင်းလာဖို့ညှလင်းချက်အားကောင်းဖို့ရှိပါတယ်လို့ဟောပြောပေးလိုပါတယ်နံပါတ်1အခွန်ကပ်ပြားလေးပဲဖြစ်ပါတယ်နံပါတ်1ကဥစ္စာပစ္စည်းနဲ့ပတ်သက်ပြီးဟောပြောပေးတော့ဖြစ်ပါတယ်။ဥစ္စာပစ္စည်းကကိုအချို့က နော်လိုချင်တဲ့ပစ္စည်းချက်ချင်းမရတော့ရောက်ထွက်ချင်တဲ့ပစ္စည်းတွေချက်ချင်းရောက်မထွက်တတ်ပဲတန့်ကြာနေရတဲ့ပေါ့နော်ဥစ္စာပစ္စည်းကြောင့်ဥစ္စာပစ္စည်းကြောင့်စိတ်ညစ်စရာကလေးအနေငယ်ကြုံမယ်ဥစ္စာပစ္စည်းနဲ့ပတ်သက်လို့အဲတော့ဥစ္စာပစ္စည်းနဲ့ပတ်သက်လို့ရှင်လဲကိုယ့်ရဲ့ကြီးခဲတွေနဲ့ပတ်သက်ပြီးတော့တချို့တွေစိတ်ညစ်စရာလေးတွေကြောက်လာတတ်တယ်ပေါ့နော်ဒါနဲ့ပတ်သက်လို့ရှင်လဲအဲ့ဒါကတော့အမ်ပါရာခေါ်တဲ့ ဧကရကပြလေးဖြစ်ပါတယ်ဘယင်ကပြဖြစ်ပါတယ်ဥစ္စာပစ္စည်းနဲ့ပတ်သက်ပြီးတော့ရှိတော့ခဲ့နောက်ဆိုရခဲ့ဖြစ်တယ်နော်သူရောသူရောဖြစ်တတ်တယ်အဆင်ပြေတတ်တဲ့အနေအထားမျိုးတွေဖြစ်တတ်တယ်ပေါ့ဥစ္စာပစ္စည်းနဲ့ပတ်သက်ပြီးတော့မိတ်ဆွေပေါင်းနေနဲ့ပတ်သက်ပြီးတော့ဟောပြောပေးမှာဖြစ်ပါတယ်မိကောက်စီကောင်းနေတူပွားလာမယ်မိတ်တေစစ်တေတူပွားလာမယ်ရဝရောရရနေရောမိတ်ဆွေပေါင်းနေကိုညီမဆောက်ပေါ်မှာဖြစ်ပါတယ်ဝယ်စားလုပ်ငန်းတွေချိုးပေးမယ်မြေနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေချိုးပေးမယ်ဖုန်းနဲ့ပတ်သက်တဲ့အကြောင်းဝယ်လုပ်ငန်းတွေ နော်ဒါမျိုးတွေအောင်မြင်မယ်။နောက်ပညာတို့ပညာဆိုင်ရပဲပညာရတယ်လည်းကောင်းပါတယ်။ပညာရင်းနဲ့ပတ်သက်တဲ့ကိစ္စတွေလည်းကောင်းပါတယ်။ဒါတော့တခိုက်ပြပယ်ဆိုတဲ့ကပြားလေးဖြစ်ပါတယ်။ဘုံကြီးကပြားလေးဖြစ်ပါတယ်။အလောက်ကန်နဲ့ပတ်သက်ပြီးတော့ဟောပြောပေးမှဖြစ်ပါတယ်။အလောက်ကန်ကိကန်ကနော် လုပ်ငန်းကိကန်နဲ့ပတ်သက်ပြီးတော့အခါတလေမှာနောက်လုပ်ငန်းတိုးချဲ့ဖို့ကိစ္စတွေမှာအစမပြေတတ်ဖို့ဖြစ်တတ်တယ်။ လုံငတ်တစ်ကိုတွားဖို့ကိစ္စတွေမှာဆိုရင်တော့နှောင်းနေကြံ့ကြာတတ်တဲ့အနေထားဖြစ်တယ်။လက်ရှိလုပ်ငန်းတွေမှာအဆင်ပြေမယ်အောင်မြင်မယ်ကြိုးပမ်းမယ်။ဒီတဘောပဲအလေးကပါတနာနော်။အဲ့တော့အလုပ်ကိစ္စနဲ့ပတ်သက်လို့ရှိရင်ဟိုကိုနှမ်းထားတဲ့ဂိမ်းမှာ90ရာခိုင်နှုန်းကျပြီး30ရာခိုင်နှုန်းတော့ကနည်းနည်းလေးကလိုက်ပေးရမယ်။ဟိုပြည့်မီရောကိုကစွမ်းဆောင်ပေးရမယ်လို့ပြောမှဖြစ်ပါတယ်။ဒါအလုပ်ကိစ္စနဲ့ပတ်သက်ပြီးတော့နော်။ တို့ကိစ္စတွေမှာလုပ်ငန်းနဲ့ပတ်သက်ပြီးတော့နော်ဥနဲ့ပက်တော်ပဲနဲ့ဥထောင်ဆိုတဲ့အနေအထားမျိုးတွေကဖြစ်တတ်တဲ့ဘောလို့ဒီကပြရတယ်ရှင်မြင့်နေဒါတော့ကပြဒါပေမဲ့လို့တိတိကျကျကန်တက်ပြီးတော့လုပ်ငန်းတွေဆောင်ရမယ်ဆိုလို့ရှင်နော်အားလုံးဖြစ်ပါတယ်အောင်မြင်တဲ့ဘက်ကိုရောက်နိုင်တယ်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့အဲဒါတော့လုပ်ငန်းမှာနော်အကောင်းဆုံးတွင်တွဲခြင်းကောင်းတဲ့ဘက်ကိုအားသာချက်ရှိတယ်လို့ဟောပြောရမှာဖြစ်တယ်အဲဒါကတော့ဓမ္မဆိုတဲ့ကပြသတ်ဖို့ကပြလေးဖြစ်တယ်နမိခရီးပဲဖြစ်ပါတယ်နော် ပါသမီအောက်လက်ငယ်သားရင်းနဲ့ပတ်သက်ပြီးရောဟောပြောပေးသွားမှာဖြစ်ပါတယ်။ပါသမီအောက်လက်ငယ်သားနဲ့ပတ်သက်ပြီးရောအစီအမံပြေမှုတွေနော်ကိုယ့်ရဲ့လုပ်ငန်းခွင်ထဲမှာဆိုလို့ရှိရင်အလုပ်ရှင်နဲ့အောက်လက်ငယ်သားတွေနဲ့နော်ဆိုလို့ဆိုရင်အစီအမံပြေမှုအစီအမံပြေတာလေးတွေကျင်ရတဲ့ပြရနာလေးတွေရင်ဆိုင်ကြုံတွေ့ရတတ်တယ်ပေါ့နော်ပြရနာလေးတွေရင်ဆိုင်ကြုံတွေ့ရတတ်တယ်အမှုပြရနာလေးလည်းကြုံဆုံရတတ်တယ်မိဘရဲ့တာသမီကြားမှာဆိုလို့ရှိရင်တာသမီနဲ့ပတ်သက်ပြီးတော့နော် ်ထမင်းတို့တဲ့နဲ့တရားပြောမကောက်စမကောက်တဲ့ကိစ္စရတယ်အိမ်မောဆင်းသွားတဲ့အနေအထားမျိုးတွေဖြစ်တတ်တယ်။ကာသမီနဲ့ပတ်သက်ပြီးရောတစ်ခါမှကိုယ့်ရဲ့အိမ်တွင်းရေးအိမ်တော်ရေးပြဿနာလေးတွေပါသူကဖြစ်တတ်တယ်နော်။ကာသမီနဲ့ပတ်သက်ပြီးရောအိမ်မိသားစုဝင်တွေမှာဆင်းတာဦးနင်းပက်တော်ပဲနဲ့ဦးတော်ဆိုတဲ့အနေအထားမျိုးဖြစ်ပေါ်တတ်တယ်လို့ဟောပြောမှဖြစ်ပါတယ်။ဒါဆိုလို့ရှင်ကာသမီနဲ့ပတ်သက်ပြီးရောကိုယ့်ရဲ့အိမ်တွင်းရေးပြဿနာလေးတွေကျွမ်းနိုင်တယ်လို့ဟောပြောပြမှဖြစ်ပါတယ်။တက်ပဲဆိုတဲ့ကပ္ပယာအချမ်းမှုပိုင်းစင်ရဆိုတဲ့ကပ္ပယာဖြစ်ပါတယ်နော်။ ရန်တိုက်ခိုင်တဲ့ပတ်သက်ပြီးရောဟောပြောပေးမှဖြစ်ပါတယ်အတိုက်ခိုင်တာနေရတော့ဘာမှစွန့်စားမရှိဘူးတိုက်ခိုင်နေတဲ့ပတ်သက်ပြီးရောဘာမှလုံးဆရာလည်းမလို့တိုက်ခိုင်နေရတော့ကိုကအောင်မြင်တယ်နောက်ရန်နဲ့ပတ်သက်ပြီးရောသင်ရှင်းတယ်လို့ဟောပြောပေးမှဖြစ်ပါတယ်စနေသားသမီးကိုယ့်ရဲ့လုံဆောင်မှုလုံဆောင်မှုတိုင်းမှာလည်းကိုမစွမ်းနိုင်တဲ့ကိစ္စရှိခဲ့ရင်တောင်မှပဲအဖက်ဘက်ကကုညီမှုတွေမြင်နိုင်တဲ့ပုဂ္ဂိုလ်မမြင်နိုင်တဲ့ပုဂ္ဂိုလ်ရဆာကုညီနိုင်မှုတွေကြရှိမှဖြစ်တယ်ဒါကြောင့်မလို့ရန်တိုက်ခိုင်မရှိဘူးလို့ဟောပြောပေးမှဖြစ်ပါတယ်ဒါကတော့ ဟာမက်ဆိုတဲ့ကပ်ပြားလေးဖြစ်ပါသူတို့ဆင်ကပုံနာပါခွင့်ကပ်ပြားလေးဖြစ်ပါတယ်ဒီကပ်ပြားလေးကအရင်ကောင်းပါတယ်အခြေအိမ်တိုင်းနဲ့ပတ်သက်ပြီးတော့ဟောပြောပေးသွားမှာဖြစ်ပါတယ်အခြေအိမ်တိုင်းအရင်ကောင်းပါတယ်ကွဲကွာနေတဲ့ချစ်သူတွေပြန်ရောက်လာမယ်အခြေအိမ်နဲ့ပတ်သက်ပြီးတော့အဆင်မပြေသူတွေရှိထားလို့ရှိရင်အဆင်ပြေမယ်ဒေချာပေါ့အဆင်ပြေမယ်နော်ဒါအခြေအိမ်နဲ့ပတ်သက်ပြီးပြောရှင်ပေါ်ရိုက်ဖြစ်မယ်အိမ်တိုင်းနဲ့ပတ်သက်ပြီးတော့ခင်ကတော့အထူးပြောပြချင်မလို့အိမ်တိုင်းနဲ့ပတ်သက်ပြီးတော့ရန်ကိုဆွပြတဲ့အိမ်တိုင်းဖြစ်မယ်။နော် ညီနိုင်ရေးရွေးဆွေးကိစ္စရေးဖက်ဖက်ကနေပြီးတော့အိမ်တော်ကြီးလက်ကောက်တယ်လို့ခေါ်ပြောပြပြဖြစ်ပါတယ်။အဲ့တော့အခြေအိမ်တော်ကြီးဆိုတဲ့ကပ်ပြောက်ကြီးတဲ့ကဒလပ်ဒလာဘာဆိုတဲ့ကပ်ပေါ့နော်ချစ်တူနူကပ်ဖြစ်တယ်ဆိုတော့တခြားထဲကြတာပေါ့ဗျာမေးကြောက်တဲ့ကပ်ပြားနဲ့ရောက်ရှိနေတဲ့မေးခွန်းနဲ့တခြားထဲကြတာပေါ့နော်အဲ့တော့အခြေခံကောင်းမယ်အိမ်တော်ကြီးကံကောင်းမယ်လို့ခေါ်ပြောပြပြဖြစ်ပါတယ်။ကျမ်းမာရင်လည်းပတ်သက်ပြီးတော့ခေါ်ပြောပြပြဖြစ်ပါတယ် ကျမကြီးမှာဘာမှပြုလို့ဆရာမလို့တော့အောင်ကောင်းပါတယ်ကျမကြီးနဲ့ပတ်သက်ပြရဲစိုးရိမ်စာမရှိပါဘူးသူကပြည့်နော်အဲ့တော့ကျမကြီးကောင်းတဲ့အပြင်အော်အလုပ်တန်းကြီးစီးပွားရေးတွေကစီးပွားရေးတွေသူဥမော်လာမယ်ဆက်ပစ္စည်းတွေရှားဝေးဆက်ပဲကောင်းနေဒါအောင်မြင်လာမှာဖြစ်တယ်နော်ပြည်ပကအရောင်းဝယ်နောက်ဟိုတယ်နဲ့ခီးသွားစင်ကန်ပစ္စည်းတွေဟိုတယ်လုပ်ငန်းတွေဒီကိစ္စတွေလည်းအဆင်ပြေမယ်အောင်မြင်မယ်နော် နောက်ရှင်ရင်းငွေရှင်ရင်းငွေတွေလည်းရတတ်ပါတယ်နောက်ရှင်တွင်းငွေ နော်ရထားလို့ရှိရင်လည်းဒီပါတက်မယ်လို့စဉ်းစားပဲနဲ့မှာနော်ဒီပါတက်မယ်အောင်မြင်မှုရမယ်အချိန်ကောင်းခွင့်ကကောင်းနေနဲ့တိတ်ချမ်းသာစရာတွေနဲ့ကျွန်တော်တွေ့ရမှာဖြစ်ပါတယ်ယောဂဝိညာဉ်မရှိပါဘူးနော်အဲ့တော့ empress ဆိုတဲ့ကပ္ပလေးဖြစ်ပါတယ်ဆိုတဲ့ကကြတော့ဧကရီဆိုတဲ့ကပ္ပဘယင်မဆိုတဲ့ကအမျိုးသမီးကိုညီမကပေါ်မယ်လို့ပြောရမှာဖြစ်ပါတယ်နော်အရာရင်းနဲ့ပတ်သက်ပြီးတော့ဟောပြောပြရမယ်ကပ္ပဟာ ဘာသာရေးလည်းကောင်းပါတယ်တဲ့ဘာသာရေးနဲ့ပတ်သက်ပြီးတော့အဆောက်အအုံကောင်းအကူအညီကောင်းအဆောက်အအုံကောင်းနေလည်းရရှိမှာဖြစ်ပါတယ်နော်ကိုယ့်ရဲ့လှုပ်ဆောင်မှုတိုင်းဟာအကြောင်းလေးအကြောင်းကြီးလည်းရှိပါတယ်ဘာသာရေးလုပ်ပေးနိုင်မယ်ဆိုတော့ချက်ပိုကောင်းပါတယ်နော်ဘာသာရေးလုပ်ပါလို့ပြောချင်ပါတယ်အဲ့ဒီကပြားလေးကတော့ diabetes stress ဆိုတဲ့မယ်လည်းကပြားလေးဖြစ်ပါတယ်နော်အမျိုးသမီးကူညီမဆောက်ပုံမှာပေါ်ပါမယ်ဘာသာရေးလုပ်နိုင်လို့ချက်ပိုကောင်းပါတယ်နော်ကံကြမ်းနဲ့ပတ်သက်ပြီးတော့ဟောပြောပြီးရကပ်ပါတော့ အထူးပြောเสียမလို့လောက်အောင်မြေခွေနဲ့ကြောက်ရောက်တဲ့ကံကြမ္မာနဲ့ဆက်ရက်ဖြစ်တဲ့အတွက်တဝိဆော့ဖို့ကျွန်းစွာကံကြမ္မာတဲ့ကပြရဲ့ကံကြမ္မာလဲပိမ့်ပါပဲနော်ကံကြမ္မာကိုခေါ်ပြမယ့်နေရာမှာကံကြမ္မာလဲပိမ့်ကြတဲ့အတွက်ကောင်းတော်ပြောလိုက်ခြင်းဖြစ်မယ်နော်ဒီနေရာမှာကိုယ့်လုပ်ငန်းခွင်နေရာနေမျိုးကိုယ့်ရဲ့ရှင်းအိတ်ကိုယ့်ရဲ့အဲရရှိနေရာနေမျိုးအိမ်ပြင်ထွက်ပြီးတော့လုပ်ငန်းဆောင်ရွက်ရမယ့်လဲရှိတတ်တယ်နော်ဥမာခေးသွားလိုက်ရမျိုးတွေစီပေါင်းရှိနေတယ်ဝန်ကြီးစင်းနဲ့ပတ်သက်ပြီးတော့အရောင်းဝယ်ကိစ္စတွေစတဲ့ဖြစ်ပေါ့နော် အဲ့တော့အဲ့ဒီလိုကောင်းတော့ပြောလို့ချင်းနေအကြောင်းဝင်တဲ့ပတ်သက်တဲ့ကိစ္စတွေဒီမှာထပ်ပြီးလှုပ်ရှားမယ်အနေအထားမျိုးတွေလို့ပြောပါဖြစ်ပါတယ်နော်အဲ့တော့ဘယ်လိုပဲဆိုကံကကောင်းတဲ့ဘက်ပါရှိတဲ့အတွက်သွားစီဖြစ်စီမသွားစီဖြစ်စီကိုယ့်အတွက်တော့ကံကောင်းမှုကြုံမှာဖြစ်တယ်ကြီးသွားပြီးလုပ်ငန်းဆောင်တဲ့ကိစ္စရာသူပြောဆရာမလို့တော့အောင်ကောင်းမယ်ဒီကယူလျားတဲ့လဲပင်ရဆိုတာယူလျားတဲ့ကံကြမ္မာကပ်ပြဖြစ်တဲ့အတွက်ပေါ့နော် ဒါကပို့ပြီးတော့တို့ကပို့အားကောင်းတယ်လို့ပြောလို့ရှိပါတယ်ဝိဆော့ပေါ်ပြ။အဲကကြမ္မာကောင်းပါတယ်။ငွေကြီးငွေကြီးလက်လက်ပါနဲ့ပတ်သက်ပြီးတော့ဟောကြောပြတတ်မှရှိပါတယ်။စနေသားသမီးများအတွက်စန္ဒလတိုင်းဒီဇင်ဘာလစနေသားသမီးငွေကန်ရောက်ပါမယ်လက်လက်ပါလဲပို့မယ်နော်။ထင်းကျုံမှုလည်းရှိတယ်ငွေဝင်မှုစစ်စစ်မှုလည်းရှိတယ်။ကဘာနဲ့တကွာလူမကြနိုင်ငံကြနဲ့ပတ်သက်တဲ့ကိစ္စရတွေ။ကိုကြီးမဆောက်ပေါ်မယ်။အထွေထွေလေးလုပ်ငန်းတွေကောင်းမယ်။ တဲ့တဲ့လေးလောကနဲ့ပတ်သက်ကတော့ twin threat တရားစာရပစ္စည်းတွေလည်းအချို့ပြီးအောင်မှာဖြစ်တယ်နော်အဲဒီတော့ကတ္တမလည်းကောင်းတယ်ငွေကြီးလက်လက်ပဲလည်းပွန်လာမယ်နော်ဒီမြေကျနိုင်ငံခြားကိစ္စတွေကောင်းတယ်တဝါဆိုတဲ့ကပ္ပလေးဖြစ်ပါတယ်နော်တဝါဆိုတဲ့ကပ္ပလေးဖြစ်ပါတယ်နဂတ်တွေစမလပိုင်းရဲ့အပိတ်မှာတော့ကောင်းတဲ့ကပ္ပလေးဖြစ်ပါတယ် justice ဆိုတဲ့ကနော်မနုဿာကြီးဆိုတဲ့ကတရားတို့ကြီးကဆိုတော့ကိုဘွားမှာစမလပိုင်းမှာဂျင်နတ်အာရမှုကြီးအပြေဝနော် အကောင့်တကအကောင့်တွေထဲမှာထည့်ရောက်တာကိုစနေသားသမီးတွေ့ရမှာဖြစ်ပါတယ်သမလဘန်းထဲမှာတော့စနေသားသမီးကနော်နောက်ဆုံးပိတ်အိတ်နဲ့လွဲလွဲပြောရမလို့ဖြစ်ပါတယ်အလောက်ကိုင်းလည်းကောင်းမယ်ခွန်လန်းနေလည်းကောင်းမယ်နာမည်ကိုသရင်နော်အဲ့တော့နာမည်ကိုယ်တိုင်လည်းကြော်စောမယ်။နောက်ငွေကြီးလက်လက်ပါလည်းပွန်လာမယ်။တမိုင်းတူတယ်ဘာမှစိုးရိမ်စရာမရှိဘူးနော်။အဲ့တော့အင်မတန်မှဂျင်နာအားမှုရှိတဲ့ စနေသားတွေများအတွက်နမိတ်ကျွန်တော်ရဲ့ဟောပြောမှုတွေပဲဖြစ်ပါတယ်အဲ့တော့ကောင်းတဲ့ကောင်းရရားတွေဘာတွေဆောင်ရွက်ထားတယ်လဲဆိုလို့ရှိရင်နွားနှုတ်တစ်ခွက်ဖျောက်လိုက်ပါ နွားနှုတ်တစ်ခွက်ဖျောက်လို့ပါနော်နွားနှုတ်တစ်ခွက်နွားနှုတ်တစ်ခွက်ဖျောက်လို့ပါမယ်နောက်တစ်ခုကအုံသေးပါတဲ့မုံအုံသေးပါတဲ့မုံဆိုတော့ဘာရှိမလဲနော်အုံသေးပါတဲ့မုံလေးကြီးလဲလှူပေးရမှာဖြစ်ပါတယ် ကောင်းသီးပါရမောင်းလည်းလှူပေးပါအဲ့နှမျိုးပေါ့ဗျာနှမျိုးတက်နေတယ်မျိုးနှမျိုးလုံးတက်နေတာနှမျိုးလုံးပိုကောင်းတာပေါ့နော်ကောင်းသီးပါရမောင်းလည်းလှူပေးပါဟုတ်ပြီဒါဆိုလို့ရှင်အရှင်ဝန်ကြီးကဘာရောက်နေကျိုးပေးလဲဆိုတဲ့ခါကျအနည်းရောက်အနဲ့ရောက်အနည်းရောက်အနဲ့ရောက်ကျိုးပေးပါတယ်အနည်းရောက်အနဲ့ရောက် အတူရောင်းကျိုးပေးပါတယ်အနီရောင်းအနဲ့ရောင်းအပြူရောင်းကျိုးပေးပါတယ်တလားအစားတော့အတွက်ကောင်းတဲ့နမိတ်ကတည်းကနော်အဲ့အကြောင်းနေကောင်းအဲ့အကြောင်းနေဆောင်းမယ်ဝတ်မယ်သွားမယ်လာမယ်လှုပ်ရှားမယ်ပေါ့နော်ကဏ္ဍနေရတက္ကဏနှစ်ကဏ္ဍကိုကဏ္ဍနော်တက္ကဏရဲ့နှစ်ကဏ္ဍရဲ့ကိုကဏ္ဍရဲ့ခုနှစ်ကဏ္ဍရဲ့ကျိုးပေးမှဖြစ်ပါတယ်နော်ကဏ္ဍနေရတက္ကဏနှစ်ကဏ္ဍခုနှစ်ကဏ္ဍကိုကဏ္ဍအကျိုးပေးပြီးတော့ကဏ္ဍကဏ္ဍနေတက္ကဏနေ့ ်အင်္ဂါနေ့စနေနေ့တွေကနေတုနေ့မြတ်မြတ်ဖြစ်ကြပါတယ်စနေသားပြည့်မြတ်တွေတနင်္ဂနွေနေ့တနင်္လာနေ့အင်္ဂါနေ့စနေနေ့တွေကစနေသားပြည့်မြတ်တွေနေတုနေ့မြတ်မြတ်ဖြစ်ကြပါတယ်ဒီနေ့တွေမှာလည်းကိုယ့်ရဲ့ရည်ကြီးတဲ့ဆောင်ရွက်စရာကိစ္စတွေရှိနေဒီနေ့တွေမှာဆောင်ရွက်ဆိုလို့ရှိရင်တရနမိတ်ကကောင်းတယ်လို့ပြောပေးထားပါလေအဲကျွန်တော်ရဲ့နမိတ်ကျွန်တော်ရဲ့ခொနေသားသမီးမြတ်အတွက်စနေသားပြည့်မြတ်အတွက်ဆန္ဒလဒီဆန္ဒလပိုင်းဒီဇင်ဘာလအတွက်ကို ဟောပြောပေးလိုက်ရခြင်းဖြစ်ပါတယ်အားလုံးဘုရားဆန္ဒပြကြပါစေစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းများပြည့်စုံကြပါစေလို့ဆုကောင်းဆုတောင်းမေတ္တာပို့တာပေးလိုက်ပါခင်ဗျာ